ဆက်သက်လေတီဟာတနအိမ်ပိုင်း60နီးပါးထိလင်းမြအောင်ပြန်တန်းနိုင်တယ်လို့လေ့ကျင့်240ကီလိုဂရမ်ထိသေဆောင်နိုင်ပါတယ်။မြင်းပင်1800အထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့သတိပြုပါ။အင်ဂျင်ဆက်တန်ပန်ကာချန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ။ဆက်သက်လေတီကိုမြန်မာကဒါမှမဟုတ်အန်ဒီရဲ့3ပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။ လူထုထက်တဲ့နေရာနဲ့စီရီအခြေဆိုင်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှာကြပါမန္တလေးတိုင်းမတရားမျိုးနဲ့အရှိချက်မှရှိတဲ့ဆယ်တော်ကြီးနဲ့အင်ဂျင်မြိုင်လေးချောင်းရဲကာကွယ်ရေးတပ်တွေကိုပြန်ရရေးအတွက်စစ်အုပ်စုကနောင်ချိုနဲ့မတရားဘက်ကနေနှစ်ဖက်ညက်ပြီးစစ်ကြောင်းထိုးဖို့ပြင်ဆင်နေရလို့စစ်ရေးသတင်းမြစ်တွေကအမှတ်ပြုကိုပြောပါရယ်။နောင်ချိုမတရားအဆက်မှရှိတဲ့ဆယ်တော်ကြီးဘက်ကိုနောင်ချိုဘက်ကနေစစ်အုပ်စုစစ်ကြောင်းတစ်ကြောင်းဆင်လာသလိုမတရားဘက်ကနေထိုးလာတဲ့စစ်ကြောင်းတွေလည်းရှိနေပါရယ်။ မရီယာဘက်ကနေထိုးလာတဲ့စစ်ကြောင်းတွေကလည်းတော်လိုင်းရဲ့တက်တွေတနစ်ကြောကြာထိမ့်ချုပ်ထားတဲ့တန်ခါကျေးရွာတဝိုက်အထိပြန်သိမ်းယူထားပြီးရှစ်ဆော့တိုးလာဖို့ပြင်ဆင်နေရလို့၎င်းကဆက်ပြောပါရယ်တက်တုံညာနှစ်ကွန်စစ်စင်ဒုတိယပိုင်းကာလမှာတော်လိုင်းရဲ့တက်တွေဟာမရီယာမြို့နယ်အတွင်းကစိုးစုရဲ့စီရေးအရာအရှိပါတဲ့တက်စကန်40ခန်းအပါဝင်မရီယာနယ်ရဲ့အရှိအရှိမြောင်နဲ့မြောက်ဘက်ကဒေသတွေကိုသိမ်းယူပြီးတော့မြို့ပေါ်ဝိုင်းဘက်ပိတ်ဆို့ထားနိုင်ခဲ့တာပါ လက်ရှိမှာတော့စောစုကလေကြောင်းအာကိုတရုတ်အာကိုနဲ့မဒီယာနယ်ကဆက်ရှုံးထားတဲ့မြို့ရွာတွေကိုဒရုန်းနဲ့လက်နက်ကြီးအသုံးပြုကပြန်လည်ထိုးစစ်ဆင်သိမ်းယူနေပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဦးဆောင်တဲ့တော်လန်ရေးတပ်တွေတနေ့ကြော်ကြာသိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့မဒီယာနယ်အရှိချမ်းမှာအင်ဂျင်မြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းနဲ့စေတော်ကြီးတပ်စခန်းဖျောင်းအောင်တပ်တူတွင်တဲ့အယ်ဖာဘီလက်မြေစက်ယုံစလာတွေပါဝင်ပါတယ်။ ယခုနှစ်နှစ်လပိုင်းမှာတော့ဆောဆူးရဲ့ထိုးစစ်တွေပြန်လည်စတင်လာပြီးတဲ့နောက်ဇူလိုင်လအတွင်းမှာအယ်လ်ဖာဗီလက်မြေဆက်ရုံနဲ့ဖျောင်းနိုင်ရွှေလုတ်ကွက်တွေအပါအဝင်ခြေရွာအတော်တော်များများကနေတော်လိုင်းရေးတက်တွေပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။လက်တလုံးမှာဆောဆူးကလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်လုပ်နေသလိုလက်နက်ကြီးတွေအသေးခံဒရုန်းတွေနဲ့ပါတိုက်ခိုက်နေရကြောင်းခြေရွာအများအပြားထွက်ပြေးတိမ်းရှောင်နေရပြီးတော့အရေးပေါ်အကူအညီတွေလည်းလိုအပ်နေပါတယ်။ တက်တုံညာနှစ်ခုဆက်စင်ရေးနဲ့ဟန်ချညီရှမ်းမန်းဆက်စင်ရေးအတွင်ရှမ်းမြောက်ဒေသတာမကမန္တလေးနဲ့တိဆက်နေတဲ့မတရားနဲ့စင်ကူးနယ်ကစစ်စကန်အများပြဆိုးစုစစ်ရှုံးကလက်လွတ်ခဲ့ရပါတယ်။ဒါ့ပေမဲ့ပြီးခဲ့တဲ့လအတွင်းဆိုးစုကတရုတ်အကူအညီနဲ့လာရှုံမြို့ကိုပြန်လည်ရရှိသလိုငလင်ကြောင့်တော်လန်ရေးတပ်တွေကအပြစ်ခတ်ရက်စဲကာကိုအခွင့်ကောင်းယူပြီးဆိုးစုကတရုတ်အာကိုလေကြောင်းအာကိုနဲ့ပြန်လည်ထိုးစစ်ဆင်ကစစ်ရှုံးနေမြေတွေပြန်လည်သိမ်းယူနေတာပဲဖြစ်ပါတယ်။